39ယခုအခါသူတို့၏အမှုတဲ့တူမြေကြီးတဲ့လဲလျောင်းသွားရရှာပြီးဖြစ်၍ကြိခိုက်ခံရမှုမှမတည်တင်ပဲတည်ဆုံးရမှုအဖြစ်တရားဆွေးရဖို့ဖြစ်လာသည်ဇန်နဝါရီလပထမအပတ်အတွင်းမှာပင် Mrs. PP နဲ့တရားရုံးချုပ်သို့မူလတရားစီရင်ခဲ့မှုနှင့်သက်ဆိုင်သောစာရွက်စာတမ်းများရောက်ရှိသွားခဲ့သည်တရားရုံးမှတ်တမ်းကိုင်းအရာရှိများ၏ အပြည့်အစုံစစ်စစ်ထားပြီးနောက်တွင်ပင်တရားခွင်မှတ်တမ်းများသည်စာမျက်နှာပေါင်း16200ရှိနေသည်မိတူများကိုတရားရုံးချုပ်ဤအုပ်ချုပ်ရေးအရာရှိနှင့်ရှေ့နေများထံဖြန့်ဝေပေးခဲ့သည်တဆက်သဲဆိုသလိုအယူခံဝင်သည့်ကရိန်ဓာတုဤလျှောက်လဲချက်အချင်းချုပ်ကိုရပ်ပေါင်း90အတွင်းတင်သွင်းရန်အမိန့်ကိုပါထုတ်ပြန်ခဲ့သည်၎င်းတို့တင်သွင်းပြီးရပ်ပေါင်း60အတွင်းပေတုံနိုဘတ်မှာ ပြန်လည်ခြေပါချက်ကိုတင်သွင်းရမည်ဖြစ်သည်ဂျာရက်ကာတင်ကအယူခံကိစ္စကိုအတလန်တာရုံးရှိ အယူခံအဖွဲ့သို့ဖိုင်များကို လွှဲပေးလိုက်သည်ထိုအဖွဲ့ရှိ လူများသည် ဥပဒေကို ထုံးလိုမွေရေလိုနှောက်နိုင်သူများဖြစ်ပြီးအများအားဖြင့်ရုံးရှိဥပဒေစာကြည့်လိုက်ပင်သာအချိန်ကုန်နေကြသည်ကများသည်လူမှုရေးနှင့်ကင်းကွာနေကြသူများဖြစ်၍လည်း၎င်းတို့ကိုညံကြီးရှင်များ အက်ဟတ်ဟု꿰ရတွင်အမိပေးထားကြသည်ပတနာနှစ်ဦးတွဲဘက်နှစ်ဦးရှင်းနေလက်ထောက်လေးဦးဖြင့်အယူခံအတွက်လုပ်ငန်းစနေကြပြီဖြစ်သည်စာမျက်နှာပေါင်းတောင်းချီရှိသည့်တရားခွင်မှတ်တမ်းများလက်ဝယ်ရလာကလေးကစလုံးတစ်လုံးတွင်အလုံမပေးဘဲဖတ်ရှုခဲ့ကြသည်တခုချင်းစီကိုခွဲချမ်းစိတ်ပြပြီးစီရင်ချက်ကိုပယ်ချသိမ့်သည့်အကြောင်းပြချက်ဒါစင်ပေါင်းများစွာကို ရှောက်ဖေးခဲ့ကြသည်ဟတ်တီဘက်ရှိမထင်မရှားရက်ွက်လေးတွင်ရှိနေသောပေတွန်တို့ယုံရှိ တွင်ကြီးဟု အမိပေးထားသောအခန်းထဲရှိသုံးထက်သားစပွဲပေါ်သို့လဲတရားခွေမှတ်တမ်းများအစဉ်အသင့်ရောက်နေပြီဖြစ်သည်မေရီဂရေ့စ်နှင့်ရှာမင်းတို့နှစ်ဦးသားမယုံကြည်ဟန်ဖြင့်စာရွက်ကထက်ကြီးကိုစိုက်ကြည့်နေကြသည် သူတို့နှစ်ဦးလုံးထိရမိအရေးကိုပင်စိုးရိမ်နေကြဟန်ရှိသည် မေရီဂရိတ်စ်သည်တခါကတရားရုံးတွင်10ရက်လောက်တင်းပြစ်ကျက်ပြစ်ကြာခဲ့သည့်အမှုကိုကင်တွဲခဲ့မှုသည်ထို့မှုသည်ပင်စာမျက်နှာပေါင်း1900ခန့်သာရှိခဲ့သည်ဤဒီကိုပင် အချိန်ပေါင်းများစွာဖတ်ရှုခဲ့ရ၍မြင်ရသည့်နှင့်ပင်စိတ်ကုန်ခဲ့ရမှုသည်ယခုလာပြန်ပြီဖြစ်သည်ယခုတစ်ချိန်ကပန်းတာနေသည်ကသူမသည်တရားခွင်တွင်တစ်ချိန်လုံးရှိနေခဲ့၍လည်း ပြောဆိုသည်များကိုရင်းမှတ်ထားသည်များကို အကုန်အစင်ကြီးပါတည်ထားခြင်းမည်ဖြစ်သည်။သူမအမိသည်လည်းအခြားလူများနှင့်ရှင်လျင်စာမျက်နှာအတော်များများတွင်ပို့ပြီးပါလာနေသည်။သို့သော အချိန်မောင်းများစွာအထက်ထက်ဖျက်ရှုရပေဦးမည်။အချိန်ဆွဲနေလို့မဖြစ်တော့။သူတို့ဖျက်တမ်းခဲ့ရသောတရခွေနှင့် စီရင်ချက်အားကရင်ရှိနေများကတစားစီဖြစ်သွားအောင် ရရက်ဆက်ဆက်တိုက်ခိုက်ကြတော့မည်ဖြစ်သည်ကို တည်ထား၍လည်းဖြစ်သည်ဂျင်းနက်စ်ဘေကာ၏ရှင်နေများဖြစ်သောသူမတို့အဖို့စောရကတက်လာမှုတိုင်းစကလုံးတိုင်းကိုပြန်လေခြေပရပြီတော်မူစင်ကြချပြီးနောက်အာလုံးစိတ်အားတက်ကြွနေကြစဉ်အတွင်အစီအစဉ်များဆွဲထားပြီးဖြစ်သည်မေရီဂရိတ်စ်သည်ဘုံမိုးအမှုတွေများကိုအာယုံဆိုင်ရမည်ဖြစ်ပြီးဝက်စ်ကအချားဝင်ဝင်ရရရာကြောင့်အမှုများကိုကင်တွယ်သွားရမည်ဖြစ်သည် ူတို့ယုံကြည်လဲလူတိများလာပြီးဖုံးကတနေကုန်အဆက်မပြတ်မြည်နေသည့်အထိဖြစ်လာသည် အရှိတောင်ပိုင်းရှိစိတ်ယူပေါရဆွဲထားသော အမှုတွေများက ရုတ်ချီးဆိုသလိုပေတော်မပေတော်ဖြစ်လာကြသည်အာရစရာမကောင်းသည့်အမှုများနှင့်လုံးချလိုက်နေသော ရှင်နေများကပင် အကူအညီတောင်းလာကြသည်မိသားစုထဲမှကင်းစာဖြစ်၍ဆုံးပါသောပါကကျန်ရစ်သူများကပေတွန်တို့ကို အာကိုတကြီးဖြစ်လာကြပြန်သည်ထုံများမကရာဇဝဲမှုကျွလွန်သူများလင်းကွာမရေကွာများဒေဝါလီ ခံထားရသူများချော်လဲ၍တရားဆွဲလိုသူများ အလုထုတ်ခံရသူများလည်းပေတွန်တို့စီ ရောက်လာကြပြန်သည်သို့သောမဆူစလောက်အမှုတဲ့အနေငယ်များသာရှင့်နေကကိုထိုက်ထိုက်တန်တန်ပေးကြသည်ခန္ဓာကိုယ်ဒံရအနာတရားဖြစ်ခဲ့သည့်အမှုများကို ဥပဒေအရအကျုံးဝင်အောင် တက်တည်ပြနိုင်သည်ကရှားပါလာသည်တာဝန်ခံယူမှုရှိအောင်ရုံးတော်တွင်ရှင်းရှင်းလင်းလင်းတက်တည်ပြနိုင်ပြီးတရားခံဘက်ကလည်းငွေကြေးအင်အားတောင့်တင်းနေသည်ဆိုပါကအမှုကြီးဟုခေါ်ပြီးပင်စင်ယူနိုင်ပြီဆိုသော အိမ်မက်မျိုးမနိုင်ပေသည်ထို့တိုသော အမှုမျိုးသည် ပေတွန်းတို့ရုံးတို့ရောက်မလာတဲ့ရှင်တိုင်းမှုများနှင့်အလုတ္တမမျက်နာကြီးကဲ့သို့အမှုမျိုးကရှိနေတော်လဲတရားရုံးတက်ရသည့်အစဉ်မျိုးမရှိဘူး West သည်စေယောကိုပါနှစ်ပြီးအမှုများပြည့်ပြည့်အောင်စူးစားခဲ့တော်လဲအချို့တလေလောက်သာအောင်မြင်မှုရခဲ့သည်ပေးเสียရှိသည်များပေးပြီးဖြစ်တော်လဲရုံငန်းငါကလောလောဆယ်ပေးရန်ရှိနေသည်ဟက်ဖီနှင့်ဘန်ဘတ်မှ နေမတိထိုင်မသာဖြစ်နေသေးတော်လဲအတင်းအကျပ်ကြီးတော့လုံးမလာကြ သူတို့ဘန်တို့လဲအရင်ရောအတိုးပါမပေးနိုင်ဖြစ်နေသည်